မင်္ဂလာပါနော်ကျွန်တော်ရဲ့တိုက်ကချန်နယ်ကိုနေ့ရက်တိုင်းမအားရရနေအစီအမြဲကြည့်ရှုပြီးတဲ့အရောက်တိုင်းကိုလည်းအထူးပဲကြည့်လို့တင်တယ်ဒီကျွန်တော်တင်ဆက်မယ့်ဗီဒီယိုရဲ့မြို့မြေ view file လေးဖြစ်တဲ့အဒီတော့နားဆင်ကြရအောင်နော်အင်ဂျိုအင်ဂျာဇယက်ကိုဇယက်ကြာသူများပေးစာကန်းစာ တောင်းစာနေရတဲ့တောင်းစာဘဝကကြီးမကျွတ်လို့သေးတဲ့နော်အမေကျော်တွေးတော်ပါကြံစီနေတဲ့ဒီနေ့ကတော့ပထမဦးဆုံး စည်ရည်တရင်နဲ့အရင်ပြောချင်တယ်စည်ရည်ထင်းမှာဖကန်စည်ရည်တရင်ကိုအရင်ပြောချင်တယ်အော်တိုဘာလဆန်းတုံးကစစ်ခွေးတွေအကောင်နေရာလောက်ကားမိုင်းဘက်ကိုဆင်းသွားတယ်လို့ပြောတယ်ဆိုတော့အခုက ဖကန်ဘက်မှာကြံခဲ့တဲ့ခွေးတွေကမတားပေါ်တာညားလာခဲ့တဲ့အခါမှာတော့အခုတနေ့ကနေစပြီးတော့ဖကန်ဘက်ကို ခွေးအင်အားတွေပြန်ထပ်တိုးလာခဲ့တယ်။မနေ့ကတော့ကာမိုင်းမရောက်ခင်မိုးကောင်းတဲ့ကာမိုင်းလမ်းကြားမှာရှိတဲ့နတ်ရမ်းမှာတော့ခွေးမတားတဲ့ပက်ပက်ဆက်ဆက် မတားပြန်ပေါ်ပြီဆိုတဲ့ဥစ္စာသိရတယ်ဖះကျေးဇူးတော်ချီးမွမ်းတယ်ဒီနေ့ကျတော့မြန်မာနိုင်ငံမှာရှိတဲ့ပြည်သူလူထုတွေမလို့ပဲဒီလောက်ထိကြမ်းမာနိုင်နိုင်တာเนาะပါကြောင့်လေးဆိုတော့နေရာတကာမှာမတားလေးထုညဉ့်ညမ်းနေတဲ့အချိန်မှာကျတော့မြန်မာနိုင်ငံသားတွေစံစံမာမာနဲ့နေနိုင်တာကိုတော့ဖះကျေးဇူးတော်ကိုလေမချီးကျူးပဲနဲ့ကိုမနေနိုင်ဘူးเนาะမတားတွေပက်ပက်ဆက်ဆက်ပေါ်သွားတယ်ဒါတခုနောက်တစ်ခုကတော့အခု why မော်လက်မြောင်မှာလဲ မတားရအများကြီးပေါ်သွားတယ်။တက်ရင်တစ်ခုလောက်ကုံလောက်တဲ့အထိမတားပေါ်သွားတယ်ဆိုတော့ကိုသိရတယ်။ပြီးနောက်တစ်ခုကတော့အခုဘုံမမတိုက်ပွဲတည်တစ်ခါပြန်မှပြင်းထန်တယ်။လွန်ခဲ့တဲ့အောက်တိုဘာလတုန်းက ခလာယာ59ရဲ့ကာကင်းစခန်းကို KAAD တိုက်ခိုက်သိမ်းပိုက်ပြီးတဲ့နောက်ပိုင်းကနေမှစခန်းတော့မသိမ်းဘူးဒါပေမဲ့နေ့တိုင်းနေ့တိုင်းတိုက်ပွဲတွေပြင်းထန်ခဲ့တာဟာ November 5ရက်နေ့အထိဖြစ်တယ်ဆိုတော့မနေ့က November 6ရက်နေ့မနေ့အစောကြီးမှာတော့တခါပြန်လဲပြီးတော့ခလာယာ59တက်ဂရိုဝင်း နမ်ပါတာမိုင်းလုံး၃မိုင်ဒီနေရာဒီမှာတပြိုင်တည်း KIA နဲ့အတူပူပေါင်းတော်လာရဲ့ဒီဘက်ကနေမှမနေ့ကအနိုဝင်ဘာလ6ရက်နေ့မနေ့ကနေစပြီးထိုးစစ်ဆင်တာခဲ့ပြီးအခုဒီ online ဒီမှာခလာရ၄ခုနှစ်အဲအတော်လေးခံရတဲ့ဗီဒီယိုတွေမြင်ရမှာပါเนาะဆိုတော့ကျွန်တော်မကြခင်မှာသတင်းကောင်းတစ်ခုခုကျွန်တော် ကြားရတော့မယ်ဆိုတော့ကိုပြည်သူတွေကိုရှေ့ဥစွာပြောချင်တယ်။တိုက်ပွဲတွေပြင်းထန်ပြီဆိုကြတဲ့တော့ပြည်သူလူထုတွေတည်တာဖို့ကစစ်ခွေးတွေရဲ့လေရင်နဲ့ drone နေနဲ့ပလူပြန်နေပြီဆိုတဲ့အကြောင်းကိုလည်းသိထားဖို့လိုတယ်။ဒီနေ့ကျွတ်တော်လန်ရဲတွေတွေ့တော့ကိစ္စမရှိပဲမဲ့ပြည်သူလူထုတွေသတိပြုကြပါလို့ပြောချင်တယ်။နောက်တစ်ခုခွန်လန်ဖူးမှာတော့စစ်ခွေးတွေမြေပြင်ကနေမှလုံးဝလှုပ်ရှားလို့မရတဲ့အခါမှာနေ့နေညညလေရင်နဲ့ပုံကျဲတယ်။ helicopter နဲ့နေ့တိုင်းလိုလိုအဲ့ဘက်မှာကင်းထောက်နေတယ် ်။ဆိုတော့ခေါလံဖူးဘက်မှာကြံနေတော့ကချင်ပြည်သူခွေးတွေနဲ့အတူစစ်ခွေးရဲခွေးတွေပဲချင်းပြောင်းမလဲဆိုတော့ကျွန်တော်တို့နားစွန့်ဖို့လိုအပ်တယ်။နော်။ပြီးနောက်တစ်ခုကတော့ကျွန်တော်ဗီဒီယိုတော်တော်လေးအတန်လေးနားထောင်ရအောင်။ဖုံဖုံဝါတဝဖုံဖုံဝါတဝအေးခေါင်းကြီးကိုမရှိတော့ဘူးမယ်။ဒီဗီဒီယိုကတော့လုံးဝပြပေးလို့မရလို့ဘာကြောင့်လဲဆိုတော့ခွေးမတာပေါ်တာပက်ပက်ဆက်ဆက်ပဲလုံးဝကြီးလို့ကိုမကောင်းအောင်ကြွထင်တာကတော့တရားနီးပါလို့ ပပဆက်ဆက်သေးတာတန်ရရတာမပါဘူးနော်မတားပေါ်တာပပဆက်ဆက်ကိုပေါ်နေတာဆိုတော့ဒီဗီဒီယိုကတော့ Telegram ထဲမှာလဲတချို့တွေတွေ့ရင်လဲတွေ့လိမ့်မယ်ကြွတော့မကြည့်ရသေးဘူး Telegram မှာလဲပေါ်လာကောင်းပေါ်လာလိမ့်မယ်ခွေးမတားပေါ်တာအတော်လေးဆိုးတဲ့ဗီဒီယိုဖြစ်တယ် ခွေးတွေတရိထားကြပါဒါကတော့ဒီနေ့ကျမတို့ရဲ့အောင်ပွဲပြီးနောက်အောင်ပွဲတစ်ခုကတော့ကော့တောင်းခရိုင်ခမောက်မြို့နယ်ဘက်မှာလဲစစ်ခွေးတွေဘက်ကနေမှထိုးစစ်ဆင်လာခဲ့တဲ့အခါမှာဘူမူးတကောင်ဘူမိုးကြီးတကောင်တက်ကြက်ကြီးတကောင်နဲ့အတူခွေးမတာပေါင်း20ကျော် နေရမှာတင်ခွေးတွေဝတ်တွေတေသွားတယ်ဆိုတဲ့ဥစ္စာကိုသိရတယ်ပြီးနောက်တစ်ခုကတော့အခုဒီကရင်ပြည်နယ်ကော့ကရိတ်မြို့ရဲ့မြောက်ပိုင်းမှာနိုဝင်ဘာလ9ရက်နေ့ကနေစပြီးတော့စစ်ခွေးတွေနဲ့တော်လန်ရဲတွေတိုက်ပွဲတွေပြင်းပြင်းထန်ထန်ဖြစ်ပွားနေတယ်အညာက PDF ရဲ့လက်စွမ်းတွေလည်းအားလုံးသိပြီးသားဖြစ်တယ်ဆိုတော့အညာကအောင်ပွဲကိုတော့ကျမမပြောတော့ဘူးကျမတဲ့ပုံမြန်တဲ့သူတွေပြောတာကို ကျတော့တော်လာရဲတွေတိပြီးတာဖြစ်လိမ့်မယ်ဆိုတော့ဒါကတော့ကျမတို့ရဲ့အောင်ပွဲဖြစ်တယ် ပြန်နောက်တရင်တပုတ်နေနေကတော့အခုဒီ30ခွန်တိုက်ပွဲနဲ့ပတ်သက်ပြီးတော့နည်းနည်းလေးပြောချင်တယ်30ခွန်ကမျိုးမျိုးရှိတယ်တခုကတော့စစ်ခွေးတွေကိုမတအများကြီးပေါ်အောင်လုံနိုင်ခဲ့တဲ့တိုက်ပွဲဖြစ်တယ်နောက်တစ်ခုအနေနဲ့ကတော့ဒီ30ခွန်ဆိုတာဟာတရုတ်ဒီကျူးကျော်လာတဲ့နေလို့တောင်ပြောလို့ရမလားတော့မသိဘူးဘာကြောင့်လဲဆိုတော့အခုဒီ အခု MNDAA တွေကိုအပြစ်ခတ်ရက်ဆဲခိုင်းလိုက်တယ် TNLD ကိုလည်းအပြစ်ခတ်ရက်ဆဲခိုင်းလိုက်တယ်ဝါတွေကိုမလုတ်အောင်တထိန်ချုပ်ခဲ့တယ်ဒီတရုတ်ဒီဘက်ကနေမှဆိုတော့ဒါတွေကိုတော့အခြေတပွင့်နဲ့ကျွန်မမပြောတော့ဘူးပြင်ဘာဖြစ်တယ်လဲဆိုတော့တနေ့ကနိုဝင်ဘာလ9ရက်နေ့မနက်7:00နာရီလောက်မှာတရုတ်ပြည်ကထောက်လန်းရေးဒီကချင်းချွေဟော်ဘက်ကနေမှ ကား6စီးနဲ့ကိုခေဘက်ကို ရောက်လာပြီးတော့ TNLD ဖမ်းထားတဲ့တခုတ်ချဘော တရုတ်ဒီကိုခေါ်ပြီးတော့နှစ်နာရီလောက်မှပြန်ထွက်သွားတယ်လို့သိရတယ်တကယ်လို့ဒါတဟမန်ကန်နေဆိုလို့ရှိရင်တော့အချက်မြောက်ကိုတော့တရုတ်ဒီကြိုက်တယ်လို့ခြေလေလို့ရတယ်ဆိုတဲ့သဘောဖြစ်တယ်ဆိုတော့ဒီနေ့အခုဒီစစ်ခွေးတွေကပြပရန်ကိုကောက်ွယ်တယ်လို့ဒါပြောနေတယ်ချမ်းမြောက်ကိုတရုတ်တီကြိုက်တယ်လို့ခြေလင်းနေကြတယ်ရခိုင်ဘက်ကိုလည်းအာစာဒီနဲ့အတူ ်ရိုဟင်ဂျာစစ်တပ်ကိုလည်းခွေးတွေဘက်ကနေမှလက်နက်ခဲယမ်းတွေပေးပြီးစစ်တင်တန်းတွေပေးပြီးတော့အရခတပ်တော်တွေကိုတိုက်ခိုင်းတဲ့အရာတွေရှိတယ်။မြန်မာနိုင်ငံမြေပုံကိုတရင်သားလက်နက်ကိုင်းတွေကဖဲ့ယူကြတယ်လို့ပြောတယ်။ဒါပေမဲ့တကယ်ဖဲ့ပေးတာကဘာလို့လဲဆိုတာတော့ဒီနေ့ခွေးတွေနင့်တို့တိတတ်ဖို့မြင်တတ်ဖို့ကိုပြောပြနေတာ။နော်ဒီဥစ္စာတွေပြောလို့ရှင်လဲတိတ်ပြီးမှနာကျင်စရာကောင်းပါတယ်ဒီဥစ္စာကိုဒီမှာပြထားမယ်ဆိုတော့အခုကျမတို့နောက်တွင်တပုတ်နေနေတော့ဗီဒီယိုတော်တော်လေးကိုနားထောင်ကြည့်ရအောင်နော် ဒီနေ့မြန်မာနိုင်ငံမှာတရုတ်ဆောင်တဲ့လူပညာရှင်အကုန်လုံးလက်ညှိုးထိုးမိမယ်ခင်ဗျားတို့ကိုလို့အာဆီယံလူပညာရှင်တွေကိုလို့ခင်ဗျားတို့အစင်တန်းရှိတဲ့စည်ရင်တို့လူရသွင်းလို့လားခင်ဗျားတို့ပြောမယ်မင်းဟောနိုင်ငံတကာဂျန်လစ်တွေကြာမင်းလူရသွင်းခံလားလူရသွင်းခံမခံတော့မသိဘူးကျွန်တော်အိန္ဒိယတော်တော့ဂျန်လစ်ပေါင်းရောက်40ကျော်အကုန်လုံးနဲ့ကျွန်တော်တို့အေးစေးစကားပြောနိုင်တယ်ပြီးတော့ကျွန်တော်နေဘောကစုယူထားတယ်ပြောပါဦးခင်ဗျားတို့လူပညာရှင်ကဘယ်နိုင်ငံကစုတွေပေးထားလဲဟိုဘာ9ရက်နေမှာဖူးဖူးကိုတက်ဆိုင်အားလူကြုံတက်ဖို့တွေကတွားရောက်ပြီးတော့ခေါ်ယူမင်းမြန်နေလို့ကြားတယ် လုံချွင်တက်ဖို့အနေလာတဲ့ခါကျတော့ဖူးရတော့ပါဝင်ပါမယ်ဆိုတာမျိုးတွေဖြစ်လာတယ်။မွေပါငါးရက်နေမနေ့ရိုက်ကွေးလုပ်ကြတယ်လို့ကြားတယ်။တချို့မြန်မာပြည်တွေကတိစောက်ပိတာလုံးတယ်။တချို့တွေကမျက်နှာထွက်မပြချင်လို့ဒရိုက်တာတွေကဝင်ထိုင်ပလိုက်တယ်။တချို့တွေမြန်မာပြည်တွေကမတက်တာလို့လုံးရတယ်ဆိုတော့မြန်မာပြည်တွေနဲ့လုံးကြတယ်။နိုင်ငံတော်အကြီးအကဲတွေလည်းအနေနဲ့လည်းသိဖို့လိုတာကငါတို့မတက်တာလို့လော့ရတာပေါ့ကွာဆိုတော့အချိုးမျိုးနဲ့လုံးတယ်ဆိုရင်အေးမတက်တာတာတချိန်မဟုတ်ဘူးကွာအချိန်ချင်းခါခါပဲဆိုတော့မပြဘူးလို့။ဒီလူတွေကနည်းနည်းလေးတော့ကြောင်းမန်းကံမန်းသိအောင်လို့လှုပ်ထားပေးဖို့လိုအပ်တယ်။နောက်မှဆိုရင်ဂျိုကြွတတ်တယ်။ပြီးရင်တို့ကဘာလဲဆိုတော့တို့ရဲ့ fan group တွေရဲ့ lobby တွေနဲ့ပေါင်းပြီးတော့ မလေးငါတို့ရဲ့ဘသူကလေတက်တက်လှုပ်ပေးရတာတဏ္ဍကြီးထောက်ခိုင်းသွားတော့လောက်ရပြီပေါ့ကိုကတဏ္ဍထောက်ခိုင်းတယ်လို့ပြောမှာသကလုံးအဲ့လိုလေးလာမှာအဲ့တော့အာနာမေဖွဲ့စည်းနေနေတဲ့ကလည်းဒီလူတွေကိုခေါ်ခိုင်းရတာစောက်လဲစူးစားလဲယူလို့ဖြစ်တယ်တိုးတော့လှုပ်မှလည်းဖြစ်မယ်မလှုပ်ရင်လည်းမရတချို့လူတွေကရင်ပေးဖို့တက်လာတယ်မတက်တာလို့တက်လာတယ်2020ထဲမှာစေမောတက်ပြီးတော့ကမန်နေဂျာကြီးတက်ခတ်တင်းနေနေစကားပြောတော့စကားကြောတင်းတင်းနေနေခတ်မှမာရင်ရွှေမုံရည်တို့ပါလို့ဆိုရင်ကျေးဇူးတင်တာကတခြားမပြောဘူးတော့အဲ့လိုလှုပ်ဆင်းသွားတာခင်ဗျဟိုမင်းသမီးဆိုလဲမလေးဝန်ကြီးက like ခေါ်တော့သူကခချောချောနဲ့လှုပ်တာအဲ့လိုလှုပ်တာကစမ်းသကြည့်နော် တခါတခါကျရင်အဲ့ဒီလူတွေရဲ့မျက်နှာကြောတွေရာလေသူတို့ကြည့်တော့ဖြင့်မြန်မာနိုင်ငံမှာပဲဟိုကြက်တောင်ရိုးကြက်မှုအိမ်ကြက်အစင်တွေအချင်းပေါင်းတဲ့အစင်တောင်မရှိဘဲနဲ့ဖင်ကောင်းကျဲခြင်းတဲ့အုပ်စုတွေကျွန်တော်တို့မြန်မာပြည်ကလူကြီးတွေကိုယ်တိုင်အားကိုဘူးတိမညာစင်ရှင်မြင်သူတို့ကမသိအများဘိုးဘွားကြတရားမင်းမြင်ရသလိုမျိုးနဲ့ဟီးဟဲနဲ့တွားပြီးဖျဲကြတာဘာကြီးညာကြီးတွေပေါ့အကောင်ကြီးတွေပေါ့ဗျာခမရတို့ကလည်းအဲ့အမှုပညာတဲ့တွေမျက်နှာကြောတင်းတင်းနဲ့ခတ်မှမှခတ်ပြက်ပြက်ဆက်ဆံနိုင်ဖို့လိုတယ်အဲ့လိုမှအဲ့လိုတွေအချိုးပြေမှာပြီးရင်တော့တို့ရဲ့အခွန်တွေလိုက်တာကုတွေကဖိုးဖေးဆိုလို့ဖိုးဖေးရဲ့ရိုက်ခဲ့တဲ့ကားတွေအကုန်လုံးဆင်းနေဆွဲချလိုက်ရွှေရှင်ထုတ်လို့ကုမ္ပဏီနံပါတ်ကြီးကြည့်လိုက် ဲ့ထုတ်လို့ကုမ္ပဏီတွေအကုန်လုံးပိုင်ရှင်တွေခေါ်မင်းတို့လောင်းလောင်းခဏလောင်းမင်းဖိုးဝင်းနဲ့ဘဏ္ဍာကရိုက်ခဲ့လေအဲ့ကားတွေရိုက်ခဲ့တယ်ဖိုးတကားကိုဘယ်လောက်ပေးရလဲမေးလိုက်ရှင်းရှင်းလေးပေးလိုက်ကားဆယ်ကားဆိုရင်တကားကိုကျွန်တော်သိတော့ရပေးရမယ်ဆယ်ကားသိတော့ကဲဖိုးဝင်းအခုဘယ်လောက်ဆောင်တာလဲရှင်းထုတ်လို့ကုမ္ပဏီမင်းပေးမင်းကုမ္ပဏီဆောင်တာလဲပြန်ထောက်ဆန်းပါခင်ဗျားတို့အရှိတရားယူမှာခင်ဗျားတို့မလုပ်တဲ့ခါကျတော့ခင်ဗျားတို့စောက်ကြည့်မဆိုင်ဘူးဆိုပုံစံလောက်ကုန်သွားဆိုတော့အခုဒီဗီဒီယိုကိုဘတ်မောအိုးဆုံး reaction မလုပ်ခင်မှာ အခုအညာမှာရှိနေသော PDF ရေပေါ်တွေကိုကျမပြောချင်တယ်။ဒီသတင်းတွေကိုနားထောင်တဲ့အခါမှာအတော်လေးသောတာထွက်တယ်။ဒါကြောင့်အခုအညာမှာလှုပ်ရှားနေတော့ PDF ရေပေါ်တွေကိုကျမပြောချင်တာကကျော်မင်းမင်းကိုတက်ဖို့ရန်အတွက်တက်လို့ရပြီဆိုတဲ့အချိန်မှာကြွက်ကိုစရေးပါအခုကျမတို့ဘေးနားမှာတင်ထားတဲ့ဒီစနိုက်ပါကတော့ကျမ online ကနေရှာကြည့်တယ်အတော်လေးကောင်းတဲ့စနိုက်ပါဖြစ်တယ်ဆိုတော့ကျော်မျိုးမင်းကိုတက်ဖို့ရန်အတွက် အဆင်ပြေတယ်ဆိုလို့ရှိရင်ကျမရဲ့ YouTube ကနေစရေးပါကျမတခါစာမပြန်ဘူးဆိုလို့ရှိရင်နောက်တခါရေးပါ comments ကတထောင်ကျော်သွားလို့ရှိရင်ကျမမဖတ်နိုင်ဘူးဒါကြောင့်မို့ကျမရဲ့ YouTube ကနေမှကောင်းကောင်းလေးစာရေးပါကျမဒီ sniper ကိုကျမဝေပေးမယ်ကြုံမျိုးမင်းကိုတတ်လို့ရအောင်ကိုတတ်ကြပါလို့ပဲပြောချင်တယ် နော်ဆိုတော့မနေ့သတင်းထဲမှာလည်းကြွားပြောခဲ့ပြီးနိုဝင်ဘာလ9ရက်နေ့ဆိုလို့ရှင်တော့အနုပညာရှင်တွေကိုတတ်မှတ်ထားတဲ့ရက်ဖြစ်တယ်အခုဒီနိုဝင်ဘာလ6ရက်ဆိုတော့မနေ့ကနေစပြီးတော့စစ်ခွေးတွေဘက်မှာဘဒူပါဝင်တယ်လဲမပါဝင်တယ်လဲဆိုတဲ့ဥစ္စာကိုသူတို့ခေါ်ပြီးမှစစ်ဆေးမယ်လို့ပြောတဲ့အတိုင်းပဲမနေ့ကတော့ဖုန်းခေါ်ရင်လည်းမကင်တဲ့ဖွေးဖွေးစီကိုခွေးတွေတွားပြီးမှအတွားပြောတဲ့အတွက်ကြောင့်အခုဖွေးဖွေးကလည်းပဲစစ်ခွေးတွေရဲ့လော်ဘီလုပ်ပေးဖို့ရတဲ့ တဘောတူညီချက်ကိုရရှိသွားပြီလို့ပြောတယ်ပြီးလို့ရှိရင်လည်း November လ9ရက်နေ့ကနေစပြီးတော့ခွေးတွေရဲ့ရွေးကောက်ပွဲနဲ့ပတ်သက်ပြီးတော့အမှုပညာရှင်တွေကို slogan ပြောခိုင်းတယ်အဲ့ထဲမှာအခုဒီကြော်မျိုးမင်းဟာအတော်လေးမွေနောက်နေတဲ့ခွေးဖြစ်တယ်ဆိုတော့အခုဒီထဲမှာသူဘာပြောလဲဆိုတော့တချို့ဆိုလို့ရှိရင်ပြောတာပြောတာစိတ်မဝင်စားတဲ့အတွက်ကြောင့်တို့ရဲ့မျက်နှာဘေးတွေကအဆင်မပြေဘူးပြောရမှာမလို့ပြောတယ်ဆိုတဲ့ပုံစံနဲ့ပြောတယ်တချို့ဆိုလို့ရှိရင်တော့ရှက်ထွက်မပြောချင်တဲ့အခါမှာဒါရိုက်တာလို့လို့ဘာလို့လို့လူပဲစုဆောင်ပေးတယ်လို့လို့လုပ်တယ် ို့ပြောတယ်တချို့တော့အမှုပညာရှင်တွေဟာဒေါ်လာရဲဘက်မှာပါနေလို့မဟုတ်ဘူးနော်နိုင်ငံရဲကိုစိတ်ကိုကုန်းတယ်လို့တို့ကနင်တို့ရဲ့ lobby ကိုမလုပ်ပေးချင်ဘူးလို့ပြောတာနင်တို့ကိုယ်တိုင်အတင်းအတမနဲ့လှုပ်ခိုင်းလို့လှုပ်တာလေဒါကိုအခုအမှုပညာရှင်ကတော့မလှုပ်ချင်တဲ့အတွက်ကြောင့်လှုပ်ကိုလှုပ်ခိုင်းရမယ်လို့ပြောတာပြင်မျက်နှာဘဲတွေလည်းကြီးလို့လှုပ်တယ်ဒါကိုစစ်ခွေးတွေကနေမှနော်ကောင်းကောင်းလေးကြည့်ပြရမယ်ပြလို့ရှင်အခုဒီဖွေးဖွေးတွေဆိုလို့ရှင်လဲနော်တို့ရုပ်ရှင်ဘလောက်ရိုက်တယ်လဲရိုက်တဲ့ပေါ်မှာမူတည်ပြီးတော့အခွန် န်ကောက်ရမယ်လို့ပြောတာဆိုတော့အခွန်ကိုဘယ်လောက်ရခိုင်နှုန်းကောက်တယ်လဲဆိုတာရှိတယ်နောက်တစ်ခုကတော့အခွန်ကောက်တယ်ဆိုကြတဲ့ကတော့လူတယောက်မှာတလမှာဘယ်လောက်စားရမလဲဆိုတာသူ့မှာကန့်တပ်ရှိရတော့မယ်ဆိုတော့ဝငွေရှိတဲ့သူတွေမှာအခွန်ကောက်တယ်လို့ပဲအလုံးမရှိတဲ့သူတွေကိုလူတယောက်ဟာတရက်ကိုဘယ်လောက်စားတယ်လဲတပတ်ဘယ်လောက်စားတယ်လဲတလဘယ်လောက်စားတယ်လဲဆိုတော့ပေါ်မှာမူတည်ပြီးတော့ ဝုံဝင်မရှိတဲ့သူတွေဝုံဝင်နေတဲ့သူတွေကိုပြန်ထောက်ပံ့ရတယ်။နင်းတို့ဒီလိုမျိုးဖွေးဖွေးတို့လိုမျိုးတလကိုဘယ်နဲ့သိမ့်ပေါ်မှာဘလောက်ယူတယ်ဆိုတာနင်းတို့ရှိလို့ရှိရင်ဝုံဝင်မရှိတဲ့သူတွေပေါ်မှာလဲဘယ်လောက်ရာခိုင်နှုန်းပေးရမယ်ဆိုတာဟာရှစ်ကိုရှိရမယ်။ဒါဟာကဘာပေါ်မှာလုတ်တဲ့အခွန်ရဲ့သဘောတဘာဝဖြစ်တယ်။အခွန်ကောက်တယ်လို့ပဲအလုတ်မရှိတဲ့သူတွေဝုံဝင်နေတဲ့သူတွေကိုထောက်ပံ့ဖို့ရတော့အစိုးရမှာတာဝန်ရှိတယ်။ နဲ့တော့ကိုနဲ့တော့ကအစိုးရလို့တတ်မှတ်တယ်အခွန်ကောက်ရမယ်လို့တတ်မှတ်တယ်ဆိုလို့ရှိရင်ဝငွေနေတဲ့လူတွေကိုနဲ့တော့ထောက်ပံ့မှုအပြည့်ဝရှိရမယ်ဒီအနုပညာရှင်တွေကဘာကြောင့်ရုပ်ရှင်ရိုက်တယ်လဲဒါရိုက်တာတွေဆိုလို့ရှိရင်ဘာကြောင့်မို့သူတို့ကဒါရိုက်တာလုပ်တယ်လဲဒါတွေကိုစဉ်းစားရမယ်တဲ့ရှင်းရှင်းလေးပဲနာမည်ကျော်ရှင်တို့ကိုယ့်ရဲ့ဝတနာရအကိုပတ်ဆက်ချကြတယ်ဒါပဲအစိုးရပဲလုပ်လို့ရုပ်ရှင်တရုပ်ဆောင်ပဲဆောင်ဆောင်နာမည်ကြီးချင်တယ် ပတ်ဆန်ရှာချင်တယ်ဒါကြောင့်လောက်ကြတယ်ဘာရည်ရွယ်ချက်ရှိအောင်မလဲနင့်အမေကိုဘာလို့ဖို့ရတော့နင်းကဘာရည်ရွယ်ချက်ထားစေချင်တယ်လဲသူကတော့ဒီနီပေါ်နိုင်ငံကတည်တင်းမီဒီယာစုကိုရနေတယ်နီပေါ်လောက်ပေးတာများနော်စကားအထဲမှာထဲမပြောဘူးကြော်မြို့မဲ့ပြီးလို့ရှင်လွန်ခဲ့တဲ့ချိန်မှာသူအိန္ဒိယနိုင်ငံကိုသွားတာကိုလည်းသူတိတ်မိမှဂုံယူနေတာအခုနင်းတို့ခွေးတွေအုပ်ချုပ်လို့နင်းသွားရတာလူတွေအုပ်ချုပ်တုန်းကနင်းပင်နိုင်ငံကိုသွားခဲ့ရလဲလား ပြောလို့ရှိရင်အနုပညာရှင်တွေကိုသူပြောတာကဒီအနုပညာရှင်တွေဟာတဲ့အချင်းပေါင်းရောင်းတဲ့အဆင့်လောက်ပဲရှိတယ်လို့ပြောတာဒီဆိုလို့ရှိရင်ဘာကြောင့်မို့ဒီအချင်းပေါင်းရောင်းတဲ့အဆင့်ရှိတဲ့သူတွေကိုနင့်တို့ကမရမကနင့်တို့လော်ဘီဘာကြောင့်လုတ်ခိုင်းစေချင်တယ်လဲအချင်းပေါင်းရောင်းတဲ့အဆင့်လောက်ပဲရှိတယ်ဆိုလို့ရှိရင်တော့မလုတ်ချင်တဲ့သူတွေမလုတ်ခိုင်းပဲနဲ့အချင်းပေါင်းတွေတွေကိုနင့်တို့နဲ့စားပေးပြီးမှနင့်တို့ရဲ့လော်ဘီလုတ်ခိုင်းလိုက်လေနင့်ကိုလည်းဘသူကများလူထင်းနေတယ်လဲကြော်မြို့မင်း မချက်ဘူးလားနဲ့အာဒီအနုပညာရှင်တွေငါဟာခွေးတွေရဲ့ lobby လောက်ရမယ်လို့စာချုပ်ချုပ်ထားခဲ့သလားဒီအနုပညာရှင်တွေစင်စင်ရဲရဲနဲ့အနုပညာဆိုတဲ့စင်ပေါ်ကိုတက်လာတော့ကနင်းတို့ဘာလဲကတိကိုလုတ်ပေးခဲ့တယ်လား ဒီနဲ့ကြမှာပဲဒီအမှုပညာရှင်တွေကဘာအဆင့်တန်းမှမရှိမရှိရင်ဘာကြောင့်နင်တို့တုံးချင်ကြတယ်လဲလုတ်ကိုလုတ်ရမေးဆိုပြီးမှဘာကြောင့်တနတ်တင်နဲ့နင်တို့ချင်းချောက်ပြီးတော့ဒီအမှုပညာရှင်တွေကိုနင်တို့စင်ပေါ်တင်ပေးချင်နေကြတယ်လဲအခုနင်တို့ရဲ့ခွေးဘောမှာအမှုပညာရှင်တွေကလူရောမတိုးလို့အခုဒီလိုမျိုးတော်လန်ရဲဘက်ကိုဝန်ခဲ့တယ် အနုပညာရှင်တို့ကိုနင်တို့စင်ပေါ်တင်ချင်နေကြတာမဟုတ်ဘူးလားဒါပဲကြည့်ကြပါဘောမတဲ့သူတွေရဲ့အရေးချင်းနဲ့ဘောမတွေရဲ့လုတ်ကွက်ဒီကဘလောက်အဆင်ရှိတယ်လဲဆိုတာကိုနင်တို့သိဖို့လိုတယ်ဆိုတော့အခုအနုပညာရှင်တွေကိုဟိုဟာဖြစ်တယ်ဒီဟာဖြစ်တယ်နင်းတလောက်ကြီးပြောရအောင်နင်းရဲ့အရေးချင်းကတော့ဘလောက်ရှိတယ်လဲဒီလိုမျိုးအရေးချင်းမရှိတဲ့အနုပညာရှင်တွေကိုဘာကြောင့်နင်းကတုံးချင်နေကြတာလဲအထူးသဖြင့်နင်းလိုမျိုးခွေးရဲ့အထင်ကြီးမှုပေါ်မှာသူတို့သမင်းစားနေတာမဟုတ်ဘူး သူတို့ဘဝသူတို့ကောင်းကောင်းလေးနေလို့ရတယ်နင်းကတာလေ1500 2000စိတ်မက်နေမရောက်ရသမင်းတော်မစားရဘူးမဟုတ်ဘူးလားလူဆိုတာဝါရှိမှဝီလို့လို့ရတယ်နင်းလိုမျိုးဟောင်နေတဲ့ဥစ္စာကိုအုံအောင်မရှိတဲ့နင်းတို့ခွေးတွေပဲနားထောင်တာဒါကြောင့်ကျွန်တော်တော်လိုင်းရဲတွေခွေးမှန်တမျှ ကလဲကနေမှ ခွေးကြဘူးအထိကျွန်တော်တို့အားလုံးကိုချေမုံရမယ့်အချိန်ဖြစ်နေပြီဘေးတော့မှလက်မနေကြပါနဲ့တကောင်တွေ့လို့ရှင်တကောင်ချမယ်နှစ်ကောင်တွေ့လို့ရှင်နှစ်ကောင်ချမယ်တော်လန်ရဲတဲ့ပက်ပက်ဆက်ဆက်ခွေးတွေကိုမတာပေါ်နေတယ်လို့ဒီနဲ့တော်လန်ရဲပြည်သူတွေလည်းအချိန်ရှိလို့ရှင်ကိုလှုပ်တင်လှုပ်ထိုက်တာဘာလဲဆိုတာစဉ်းစားပြီးတော့တော်လန်ရဲဘက်မှာအာသက်တရောပါဝင်ဖို့အတွက်လိုအပ်ပြီးဂျားနေတယ်သတိထားကြပါလို့ကျွန်တော်ပြောချင်တယ် ်နော်တိုင်းပြည်ကိုသွင်းတဲ့အယိုးနဲ့ကာတဲ့လူမျိုးတွေခုလောလောဆယ်တော့ကျွန်တော်တို့ပတ်စံမပေးသေးဘူးဒါပေမဲ့ပြန်ရင်တော့ပေးတယ်လို့ပြောတယ်ကျွန်တော်ဆိုက်ကားနေတာဆိုက်ကားဂိတ်မှာလာဖို့တယ်ကျွန်တော်အော်အော်အော်တိုင်းပြည်ကိုသွင်းတဲ့အယိုးနဲ့ကာတဲ့လူမျိုးတွေဒုယုဒုက္ခတွေပေါ့နော်ဟုတ်လားကိုနိုင်ငံကကိုကြောပေးပြီးတော့လာသမျှရန်သူချမကွာငါတို့ဟုတ်လားစသဖြင့်ဒီလိုကာတဲ့လူမျိုးတွေဖြစ်ဖို့လိုတယ်မဟုတ်ဘူးလားတော့ပြောက်တဲ့အမည်ပြောရရင်တော့အဲဘလို့ပါကိုနိုင်ငံရေးစစ်မြေပေါ်ပြန်ခေါ်ပြောမသိတဲ့လူတွေအဲ့ဒီလူမျိုးတွေနဲ့စုဖွဲ့ထားတဲ့ အဖွဲ့အစည်းမျိုးဘင်းတော့ထောက်ခံမှာနိုင်ငံကစီးပွားရေးပြတ်စီးနေတာဟုတ်အေးလေးပြောလိုက်တော့ဘလိုမျိုးပြီးမှဆိုတော့အပါဥက္ကင်ပြောဆိုတော့ပဲအချွေကြောင့်ရှိရလူကိုအပေါ်ကိုနိုင်ငံအတွက်ကောင်းမဲ့လူတကယ်ဟိုကဟိုဘယ်လိုပြောတစ္ဆာရှိမဲ့လူအဲ့လိုမျိုးလူညီမတို့ရွေးချယ်ပြမှာပါအင်းဦးနေဝင်းကြီးမခေါ်ခဲ့လို့ခေါ်တော့လည်းခေါ်မှာပေါ့နော်ခေါ်တယ် တင်မတော်စင်စိုးရခိုးတယ်မျိုးဘာသာတာသနာကိုစောင့်ရှောက်နိုင်တဲ့ဆိုရအပြီးမျိုးရှိစိတ်တက်တွေမျိုးကြပြန်လဲရှင်းသနာအောင်လုပ်ပေးနိုင်မယ်ဆိုရဘယ်လိုရှိပါရဲ့ခင်ဗျာဆုံးမဖာမဆုံးမသားလို့ပြောတာရှင်းပါဘောမိမစစ်လို့ဖာမစစ်ပြသားလို့ပြောတာမိမပြောနေတာတာဝန်ကျင်อ่ะတာဝန်ကျင်อ่ะอืมကျွန်တော်ရဲ့ not တဲ့ကချာနေကိုနှစ်သက်တော့ကြာတယ်ဆိုရင်လည်း like and subscribe လေးကိုလည်းပြခဲ့ကြပါ YouTube ပြတဲ့သူတိုင်းကိုလည်းအထူးကျေးဇူးတင်တယ်